ျွန်တော်ငါးနှစ်သားရွယ်လောက်မှာအရေးပေါ်ခွဲစိတ်ကုသခံရဖို့ဆေးရုံတက်ခဲ့ရပါတယ်။ကျွန်တော်နားမှာကူးစက်ယောဂါပိုးတစ်ခုကြောင့်အပြင်းထန်လာခြင်းပြီးဆေးရုံတက်ရတာပါ။ကန်ဆိုးခြင်းတော့ကျွန်တော်ဆေးရုံတက်ကုသနေတုန်းမှကရေကြောက်ယောဂါထပ်ဖြစ်ပြန်ပါတယ်။ကျွန်တော်ကိုဆေးရုံမှာအဖေနဲ့ညီလေးကထွေးပွေထားကြတယ်။ကျန်တဲ့ညီမလေးနှစ်ယောက်ကတော့ဆေးရုံပြင်ပမျက်ခင်းပြင်မှာမတက်ရရင်ကျွန်တော်မြင်ရတဲ့ပြတင်းပေါက်ဖက်ကိုလက်လန့်ပြနေကြတယ်။ကျွန်တော်အမေကတော့ဆေးရုံကိုမလာနိုင်ပါဘူး။ အမေခင်များလည်းနှလုံးအားနည်းတဲ့ယောဂနဲ့အိပ်ရဲလဲနေတာရက်တော့ကြပါပြီ။အဲ့ဒီတနေ့အတွင်းမှာကျွန်တော်ညီလေးကဆေးရုံတရပြန်တယ်။ညီလေးကကားကိုတောင်ထဲမှာချော်လဲကြတာခေါင်းထိသွားခဲ့လို့နောက်တစ်ခါညီမလေးတယောက်ကဒူးကောင်းခွဲစိတ်ကူတခံဖို့ဆေးရုံတရသေးတယ်။ဒါတင်မကသေးပါဘူး။နောက်ထပ်ညီမတယောက်ရဲ့အငယ်ဆုံးလေးဖြစ်တဲ့မွေးကင်းဆက်ကလေးငယ်လေးရဲ့ပါအရေးပြားကူးဆက်ယောဂပိုးကြောင့်ဆေးရုံတရပါတယ်။ကျွန်တော်ပါဝင်မောင်းတမအားလုံးနှိပါဆေးရုံတက်လိုက်ရတဲ့အဲ့ဒီနှစ်ဟာအဖေအတွက်တော့အတော်စိတ်ဒုက္ခရောက်တဲ့နှစ်ဆိုတာမပြောဘဲနဲ့သိနိုင်ပါတယ်။ အဖေရဲ့အမေရဲ့ကျွန်တော်တို့မောင်နှမ၄ယောက်ရဲ့ရှိတဲ့မိသားစု၆ယောက်ထဲမှာအဖေကတော့ဗာယောဂဝေဒနာမှမဖြစ်တဲ့တူတဲ့သောပုဂ္ဂိုလ်ပါဒီလိုနဲ့ရက်တော်ကြာပြီးတဲ့နောက်မှာကျွန်တော်တို့မောင်နှမတွေအားလုံးနေပြန်ကောင်းပြီဆိုတဲ့ကောင်းသတင်းကိုကြားလိုက်ရတယ်ဒါပေမဲ့သိုးသတင်းကလည်းနောက်ကနေထက်ချက်မကွာကက်လိုက်လာပါတယ်အဲ့ဒါကတော့စေကုသခံထားတဲ့ကုန်ကြစည်အကျွေးစီရင်ပါပဲအဖေခမရသားသမီးတွေနေပြန်ကောင်းလာလို့စိတ်မပျော်ရပဲအကျွေးအတွက်စိတ်ပူနေရရှာတာပေါ့ကျွန်တော်တို့ဆေးရုံတည်ရတဲ့နဲ့ ကုံငွေနဲ့အကျွေးတွေတင်ရတဲ့အဲ့ဒီနှစ်မှာပဲဟာဝိုင်အီတက္ကသိုလ်ကနေအဖေပွဲရခဲ့တဲ့အဖေဟာကျောင်းမှာစာတော်တဲ့သူတူပါဒါကြောင့်လဲညံကြီးထက်မြက်သူပြီးပြီးနှစ်နှစ်တည်းနဲ့ပွဲရအောင်ယူနိုင်ခဲ့တာပေါ့ အဖေရဲ့စိတ်ကူးအိမ်မက်ကတော့ဒီနေ့မှာကောလိပ်ပယောဖက်ဆာတူဖြစ်ဖို့ပါဒါပေမဲ့လက်ရှိအခြေအနေမှာတော့ပရိုဖက်ဆာဖြစ်ဖို့အခြေအနေလုံးဝမပေးပါဘူးမိသားစုဝင်6ဦးရည်တည်နိုင်ဖို့ရဲ့အကျွေးတွေပြန်ဆက်နိုင်ဖို့ရဲ့အဖေအတွက်အရေးတကြီးဖြေရှင်းရမယ့်ကိစ္စတွေပါအဖေဟာလက်တွေ့ဘဝကိုရင်ဆိုင်နိုင်ဖို့သူ့ရဲ့စိတ်ကူးအိမ်မက်တွေကိုလက်လျှော့လိုက်တယ်အဖေကဟာဝိုင်အီကျွန်းကဟီလိုအမိရှိတဲ့မျိုးလေးမှလက်ထောက်ကြောင် ယာရုနဲ့အလုံးဝင်လှုပ်လိုက်တယ်နှစ်တွေ့ကြလာတာနဲ့အမြအဖေလည်းယာရုအဆင့်တက်လာခဲ့တယ်ဒါပေမဲ့အဖေတက်၅ဝါနှစ်အရွယ်မှာရုတ်တရက်အလုံးပြုတ်သွားခဲ့တယ်ရွေးကောက်ပွဲပြီးသွားလို့တိတ်မကြခင်မှာပဲအမေကနှလုံးရောဂါနဲ့ဆုံးပါခဲ့တယ်အဖေအတွက်တော့အစားထိုးလို့မရနိုင်နဲ့လုံးဝဖြစ်စီလို့မရနိုင်တဲ့ဆုံးရှုံးမှုကြီးပေါ့အဖေလှုပ်လမဲ့ဖြစ်နေချိန်မှာငွေကြေးပြဿနာအခက်အခဲတွေကတနေ့တခြားပုံများလာတယ်ဒီလိုနဲ့အဖေကသူ့ရပိုင်ခွင့်ခံစားခွင့်တွေကိုထုတ်ယူပြီးရေခဲမုံလုပ်ငန်းတစ်ခုမှရင်းနှီးမြှုပ်နှံ အလိုက်တယ်ဒါပေမဲ့ငွေအလုံးဆုံးရှုံးသွားရုံကလွယ်ပြီးဘာတစ်ခုမှအကျိုးမရှိခဲ့ပါဘူးယာဒီလီလီပြောင်းလို့အသက်ရွယ်အိုမင်းလာတဲ့အဖေဟာသားသမီးတွေကိုရှေးတန်းတင်ပြီးနောက်ကနေကူညီပံ့ပိုးပေးနိုင်မယ်လို့ဆုံးဖြတ်ခဲ့တယ်အဖေဟာအလုံးလက်မဲ့ဖြစ်ပြီးတက်ထားတဲ့ပညာကိုလည်းလက်တွေ့အသုံးမချနိုင်တော့လို့ကိုကိုကိုစိတ်တိုင်းမကြအာမလို့အာမရဖြစ်ခဲ့ရတယ်ဒီနေ့မှအဖေကငါနဲ့တက်တူရွယ်တူကြောင်းနေဖက်တဲ့ငယ်ချင်းတွေအားလုံးချမ်းသာကုန်ကြပြီငါဘာလို့ရင်ကောင်းမလဲ ငါဘဝတလျှောက်လုံးဟာဝိုင်အီကကလေးတွေကိုစာတင်ရင်းနဲ့အချင်းကုန်လာခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ဘူးလို့ယင်ဖွင့်ပါတယ်အဖေသက်90နှစ်နှစ်အရွယ်မှာကင်ဆာရောဂါနဲ့မဆုံးခင်ကျွန်းတော့ကိုသူနာခေါ်ပြီးအဖေသားသမီးတွေကိုပြည်ပြည်စုံစုံနဲ့တာဝန်ကျေအောင်မထားနိုင်ခဲ့တာကိုတောင်းပန်ပါတယ်တားရဲလို့ပြောတော့ကျွန်တော်လည်းအဖေရဲ့လက်ကိုဆုပ်ကိုင်ပြီးအားပါတရားကိုချလိုက်ပါတယ်ငွေကြီးမလုံလောက်တဲ့ပြဿနာကျွန်တော်ဖခင်ဟာဘဝတလျှောက်လုံးငွေကြီးပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ် အဖေငွေကိုဘလောက်ပဲစူးစမ်းရှာရှာလောက်တဲ့ရေလို့တခါမှမရှိခဲ့ပါဘူးအဖေဟာငွေကြီးကျွယ်ဝချမ်းသာအောင်မစွမ်းဆောင်နိုင်ခဲ့ပေမဲ့ចောင်းသားများစွာကိုဘဝတသက်တာအားကိုးနိုင်မဲ့ပညာတွေအများဆုံးပေးခဲ့ပါတယ်ကျွန်တော်၉နှစ်သားရွယ်လောက်မှာအဖေကကျွန်တော်ကိုငွေကြီးပြဿနာတွေနဲ့ပတ်သက်တဲ့ဗဟုသုတတွေပြောပြခဲ့ပူတယ်အဖေရဲ့ပြောစကားတွေမှာငွေကြီးနဲ့ပတ်သက်တဲ့အသိဉာဏ်ပညာတွေမဖြစ်မနေရှိထားဖို့လိုတဲ့အကြောင်းမြဲပါလိမ့်ရှိတယ် အဖေပြောပြတဲ့ပညာရမယ့်အကြောင်းအရာတွေကတော့အောက်ပါတိုင်းဖြစ်ပါတဲ့ဆင်းရဲသူများနဲ့ပတ်သက်တော့ငွေကြေးပြဿနာများတလုံးလောက်တော့ငွေကြေးမရှိခြင်းနှစ်ငွေကြေးမလုံလောက်ပဲအကျွေးဝယ်ကတ်ကိုအသုံးပြုခြင်းသုံးလူနေမှုဈေးမြင့်တက်လာခြင်းလေးအခွန်ခံများစွာပေးဆောင်ရခြင်းငါအရေးပေါ်စိတ်ကူးတရမိအခြေအနေတွေအတွက်ကြိုတင်စိုးရိမ်နေရခြင်းခြောက်ငွေကြေးနဲ့ပတ်သက်သည့်မကောင်းသောအကြံဉာဏ်များရရှိခြင်းခုနှစ်အငိမ့်စားလဆောင်ငွေဖြင့်လုံလောက်စွာမရက်တည်နိုင်ခြင်း ချမ်းသာသူများနှင့်ပတ်သက်သောငွေကြေးပြဿနာများတငွေပမာဏများစွာရှိနေခြင်းနှင့်ငွေကြေးလုံခြုံစိတ်ချမှုနှင့်ယင်းနှိမ့်ညံ့မှုများလိုအပ်နေခြင်းသုံးငွေကြေးများစွာအာမီတို့စီမံခန့်ခွဲရမည်ကိုမသိရှိခြင်းလေးကျွမ်းကျင်သောငွေကြေးစီမံမှုဆိုင်ရာအကြံပေးလိုအပ်နေခြင်းငားငွေကြေးဖြုံးတီးသည့်တာသမီများရှိနေခြင်း၆အင်ချီမီပိုင်ဆိုင်မှုနှင့်အမွေနှစ်ရရှိခြင်း၇အစိုးရမှအခွန်စည်းကြမှုလုံခဲ့ခြင်း အထက်ပါဖော်ပြချက်အတိုင်းချမ်းသာကြွယ်ဝသူရောဆင်းရဲသူပါငွေကြီးပြဿနာတမျိုးမျိုးစီရှိနေတယ်ဆိုတာသိတာထင်ရှားပါတယ်။ငွေကြီးပြဿနာအားအဆင်ပြေစွာမဖြေရှင်းနိုင်ခြင်း။လူများစု၏တွေးတောထင်မြင်ချက်အရာငွေကြီးကြွယ်ဝချမ်းသာလာပြီဆိုရင်ငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာမှန်သမျှအောင်အောင်မြင်မြင်နဲ့ဖြေရှင်းနိုင်မယ်လို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့ငွေတွေများလွန်းလို့ငွေကြီးပြဿနာတွေဖြစ်တယ်ဆိုတာကိုသူတို့နားမလည်ကြပါဘူး။ ငွေကြီးကျွေဝပြီးအောင်မြင်ကြော်ကြားသူတွေရဲ့ဘဝတွေဟာငွေကြီးဆိုင်ရာစီမံခန့်ခွဲမှုတွေညံခဲ့လို့ထိတ်ဆုံးကနေအောက်ဆုံးကိုလိမ့်ဆင်းသွားရတဲ့အခြေအနေတွေအများကြီးရှိပါတယ်။တချို့သူတွေဟာထိပေါက်လို့ဒေါ်လာတန်းထောင်ကြီးပြီးချမ်းသာလာကြတယ်။ဒါပေမဲ့နှစ်နှဲငယ်အတွင်းမှာပဲကျွေးဝိုင်းဝိုင်းလဲပြီးရှိသမျှထုခွဲရောင်းချပြီးကျွေးဆက်ရတဲ့ဘဝကိုရောက်သွားရတဲ့နောက်တအူးကတော့ပြေးခုံပြေးအားကစားသမားတအူးပါ။ ကျေးဇူးအဆင့်အားကစားသမားဆိုတော့အင်ကြီးအိမ်ကောင်းအချွေရံတွေနဲ့နေနိုင်တဲ့အထိချမ်းသာကြပါတယ်ဒါပေမဲ့သူအားကစားသမားမလုပ်နိုင်တော့တဲ့နောက်မှာစီးပွားဆုပ်ယုပ်ပြီးနောက်ဆုံးမှာတရားအောက်သွားနေရတဲ့ဘဝကိုရောက်သွားခဲ့တယ်။နောက်ထပ်ကြော်ကြားသူတဦးကတော့ယော့ဒေးတန်ရှင်နမေကျော်တယောက်ပါသူဟာအသက်နှစ်ဝဝင်းကျင်လောက်ကတည်းကဒေါ်လာတန်းချီချမ်းသာခဲ့သူဖြစ်တယ် ဒါပေမဲ့အသက်၃ဝဝင်းကျင်အရောက်မှာအကြောင်းမျိုးမျိုးနဲ့သူရဲ့ငွေတွေဆုံးရှုံးသွားရတဲ့အကြောင်းငွေကြေးတစ်ခုတည်းတသက်နဲ့ငွေကြေးပြဿနာတွေကိုဖြေရှင်းလို့မရဘူးဆိုတာအထက်ပါတာတကားတွေကအထင်ရှားပြနေပါတယ်။ကဘာပေါ်မှာရှိတဲ့တချို့သောအလုပ်သမားတွေဟာအလုပ်ကိုအလွန်ကြိုးစားကြပေမဲ့လုံလောက်တဲ့ဝင်ငွေမရရှာကြပါဘူး။ဒါပေမဲ့မိသားစုအတွက်ကုန်ကြတဲ့ထွက်ငွေနဲ့ဝင်ငွေကမမြတာတော့နောက်ဆုံးမှအကျွေးပင်လဲဝေကြရပါတယ်။ငွေကြေးလောက်ငတ်မှုမရှိသူတို့အများဆုံးကြုံကြရသည့်ပြဿနာများ ငွေကြီးချို့တဲ့သူတို့ဤရင်တွင်းစကားများတိုင်ဖော်ပြလိုက်ပါသည်တကျွန်တော်ဘဝရဲ့တည်ဖို့လုံလောက်တဲ့ငွေမရှိပါဘူးနှစ်ကျွန်တော်အကျွေးလေပင်ခိုက်နေတယ်သုံးကကျွန်တော်အိမ်တလုံးတောင်မဝယ်နိုင်ဘူးလေးကျွန်တော်ကပြက်သွားပြီးကားပြင်ပေါ်ပိုက်ဆံဘယ်မှာသွားရှာရမှာလဲငါကျွန်တော်မှဒေါ်လာ1000ရှိတယ်ကျွန်တော်ဘယ်မှာရင်းနှီးမြှုပ်နှံတင်တယ်လဲ၆ကျွန်တော်သားသမီးတွေကကောလိပ်တက်ချင်နေတယ်ဒါပေမဲ့ကျွန်တော်မှငွေမရှိဘူးခုနှစ်အလုံးမှအနားယူနိုင်လောက်တဲ့အထိလုံလောက်တဲ့ငွေကျွန်တော်မှမရှိဘူး ရှစ်ကျွန်တော်အလုပ်ကိုကျွန်တော်သဘောမကျဘူးဒါပေမဲ့ဒီအလုပ်ကလည်းမထွက်နိုင်သေးဘူးကိုကျွန်တော်အခုအလုပ်ကနားလိုက်ပြီးကျွန်တော်ငွေလည်းပြတ်နေတယ်တဆယ်ကျွန်တော်အခုခွဲစိတ်ကူတာဖို့မတတ်နိုင်ဘူးငွေကြီးဆိုင်ရာအသိဉာဏ်ပညာသည်ငွေကြီးဆိုင်ရာပြဿနာအမျိုးမျိုးအားဖြေရှင်းပေးနိုင်တော်လဲလုံလောက်ပြည့်စုံသောအသိဉာဏ်ပညာမရှိသေးခြင်းကြောင့်ပြဿနာဖြေရှင်းရ၌အခက်အခဲရှိနေစေဖြစ်သည်ဥပမာအားဖြင့်ကမ္ဘာနိုင်ငံများရှိတန်းကြီးသောအလုပ်သမားများဖို့လုံလောက်သောငွေမရှိခြင်းကြောင့်အငိမ့်စားယူရန်အခက်အခဲရှိနေသည့်ဘဝကိုရည်ညွှန်းသည် ငွေကြေးပြဿနာများအားဖြေရှင်းပေးနိုင်ခြင်းဖြင့်ဘဝ၏အောင်မြင်မှုရရှိခြင်းငွေကြေးဆိုင်ရာပြဿနာများအားဖြေရှင်းနိုင်လေလေငွေကြေးဆိုင်ရာအသိဉာဏ်ပညာတွေပိုပိုတိုးလာလေဖြစ်ပြီးချမ်းသာကြွယ်ဝသူဖြစ်လာပါမည် ်အကယ်၍တင်သည့်ငွေကြေးပြဿနာများအဖြေရှင်းနိုင်ခြင်းမရှိပါကဆင်းရဲဒုက္ခရောက်၍ဘဝပြည့်ရတတ်သည့်ထို့ကြောင့်မိသူမဆိုးငွေကြေးပြဿနာများတရှိခြင်းမရှိစေရန်သတိပြုတင်သည့်လူတဦး၌ငွေကြေးပြဿနာရှိနေခြင်းကိုသွားကြိုက်ဝေဒနာခံစားရပုံနှင့်ဥပမာပေးနိုင်ပါသည်အကယ်၍သွားကြိုက်သောဝေဒနာအားကုသခြင်းမရှိပါကအချိန်ကြာသလောက်အခြေအနေပုံမိုဆိုးရွားသွားမည်ဖြစ်သည်ရင်းပြင်ဝေဒနာကြောင့်အလောက်ကောင်းစွာမလုံးနိုင်ပဲဝင်ငွေရရှိမိအခွင့်အရေးများလဲဆုံးရှုံးသွားမိဖြစ်သည်။တွားကြိုက်ဝေဒနာခံစားရသူငွေကြေးပြဿနာရှာ ဤသူအနေဖြင့်ယောဂပိုးမွားများနောက်ဆက်တွဲပြဿနာများမဝင်ရောက်မဖြစ်ပေါ်ဆေးရန်အချိန်မီကုသဖြည့်ရှင်ရမည်ဖြစ်သည့်မိတိငွေကြီးပြဿနာကိုမဆိုသွားနာသွား guide တင်ဖြစ်ပေါ်သည့်တင်းငယ်သောအခြေအနေမှာကဒဲကပင်အမြင့်ပြတ်အောင်ကုသဖြည့်ရှင်တင်သည်ဆင်းရဲရသည့်အကြောင်းအရင်ဆင်းရဲခြင်းသည်ပြဿနာဖြည့်ရှင်နိုင်ခြင်းထက်ပို၍ကြီးမားသောပြဿနာတစ်ရပ်ဖြစ်သည်ရင်းပြင်ဆင်းရဲခြင်းသည်ငွေကြီးဆိုင်ရာပြဿနာများလွမ်းမိုးခံရသူတို့ဖြည့်ရှင်နိုင်ခြင်းမရှိသည့်နောက်ဆက်တွဲရလဒ်ပင်ဖြစ်သည် စင်းရဲခြင်းကိုဖြစ်စေသည့်ငွေကြေးနှင့်ဆက်နွယ်ပတ်သက်သောပြဿနာများမှာမူရစ်ဆေးသုံးဆွဲခြင်းအိမ်နောက်ဖက်ရွေးချယ်မှုမှာယွင်းခြင်းရာဇဝတ်ကောင်များနှင့်အိမ်နီးချင်းဖြစ်ရခြင်းမိမိလုံသောအလုံး၌ကျွမ်းကျင်မှုမရှိခြင်းလုပ်ငန်းခွင်သွားရန်အတွက်လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်းမိမိကျန်းမာရေးကိုမဆောင်ရှောက်နိုင်ခြင်းတို့ပင်ဖြစ်သည်ယနေ့ခေတ်၌ခေတ်စားသောငွေကြေးဆိုင်ရာပြဿနာအများစုတွင်လောက်ခံနေပါစွာရရှိပြီးကျွေးမိများပြားနေခြင်းငွေကြေးပြဿနာအားစနစ်တကျကင်တွင်ဖြေရှင်းနိုင်မှုမရှိခြင်းတို့ပါဝင်ကြသည် လောကလဆာနီပါစွာရရှိသူတို့အနေဖြင့်ပင်လယ်ရချတိုင်းပြည်များသို့တွားရောက်၍အလုံးလုံးတက်ကြသည်။သို့သောလဆာများများရရှိရေးအတွက်အဓိကဝူတည်နေသောကြောင့်စက်ယုံလုံယုံများတွင်အလုံးလုံးသူတို့ထက်ဝန်ဆောင်မှုပေးရသည့်ဟိုတယ်စားတောက်ဆိုင်တို့တွင်လောက်ကင်သူတို့ကပုံမများပြလာကြောင်းလေးလာတွေ့ရှိရသည်။လွန်ခဲ့သောဆယ်စုနှစ်၅နှစ်အတွင်းကပညာများစွာတက်ရမလို့ပဲအကယ်၍မည်သူမဆိုအထက်တန်းအောင်လက်မှတ်တစ်ခုရရှိပြီးသည်ဆိုသည်နှင့်အသက်ငယ်ငယ်ရွယ်ရွယ်ဖြစ်ပင်ဝင်ငွေကောင်းကောင်းရှာနိုင်ခဲ့ကြသည်။ လူငယ်များစုအနေဖြင့်ဝင်ငွေကောင်းသောအလုပ်များဖြစ်သည့်ကားထုတ်လုပ်ရေးလုပ်ငန်း၊စတီးလုပ်ငန်း၊ဘာကာမုန်းထုတ်လုပ်ရေးလုပ်ငန်းများ၌အများဆုံးဝင်ရောက်လုပ်ကိုင်ခွင့်ရကြသည်။လွန်ခဲ့သောနှစ်ပေါင်း90ကကုမ္ပဏီများစုသည်အလုပ်သမားများ၏လူနေမှုဘဝအဆင်ပြေတိုးတက်စေရေးအတွက်ကျန်းမာရေးဆောင်ရှောက်မှုအစီအစဉ်နှင့်အငိမ့်စားခန်းစားခွင့်များစီစဉ်ထားရှိပေတတ်ကြသည်။ယနေ့ခေတ်အလုပ်သမားများအနေဖြင့်အိမ်အောင်စုတစုချင်းစီအခြေခံလိုအပ်ချက်များကိုပင်လုံလောက်စွာဖြည့်ဆည်းနိုင်ခြင်းမရှိသောကြောင့်ကျန်းမာရေးအတွက်အနိုင်နိုင်ဖြစ်နေကြရသည်။ ငွေကြေးပုံစံပြောင်းလဲခြင်းနှင့်ဆိုင်သောဥပဒေကို1980ခုနှစ်တွင်တမရနီကွန်ကငွေကြေးစံနှုန်းအားရှုဖြင့်သတ်မှတ်ခဲ့သည်။ထို့သောသောစီးပွားရေးမူဝါဒသည်ငွေကြေးပုံစံအားပြောင်းလဲခြင်းများစွာဖြစ်ပေါ်စေခဲ့သည်။ထို့သောသောအပြောင်းလဲသည်ကမ္ဘာသမိုင်း၌အကြီးကျယ်ဆုံးသောငွေကြေးပုံစံပြောင်းလဲပင်ဖြစ်သည်။ငွေကြေးပုံစံပြောင်းလဲများ၏အကျိုးဆက်အရာဈေးကွက်အားများစွာထိခိုက်စေခဲ့သည်။ 1990ခုနှစ်တွင်တမရဏီကွန်၏စီးပွားရေးပေါ်လာစီအရဒေါ်လာငွေတန်ဖိုးအပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့သည်။ currency ကြီးငွေကြေးလက်ရှိသုံးစွဲနေသောငွေကြေးဟူသည့်စကားအဓိပ္ပာယ်သည်လျှက်စစ်စီးကြောင်းသို့ဤသမုဒ္ဒရာရေးစီးကြောင်းများဟုသောအဓိပ္ပာယ်နှင့် movement လှုပ်ရှားမှုဟူသည့်အဓိပ္ပာယ်တို့မှလာသောတင်စားသည့်စကားရက်သာဖြစ်သည်။တနည်းအားဖြင့်ငွေကြေးသည်တဝင်းလှုပ်ရှားနေရလိုအပ်သောအခြေအနေတွင်ရှိရပြီးငွေကြေးလှုပ်ရှားမှုမရှိခဲ့ပါကငွေကြေးတန်ဖိုးလည်းရော့ကျသွားမည်ဖြစ်သည်။ တကယ်၍ငွေကြေးတန်ဖိုးရောကြမှုမြင့်တက်လာခဲ့ပါကဈေးကွက်ဆိုင်ရာလုပ်ငန်းများလည်းအဆင့်ဆင့်ရဆိုင်သွားမိဖြစ်သည်ပထမကမ္ဘာစစ်နောက်ပိုင်းကျမှအစိုးရကငွေစက်ကူများစွာရိုင်းနှိပ်ထုတ်ဝေခဲ့ခြင်းကြောင့်ငွေကြေးဖောင်းပွားမှုမြင့်တက်လာကလူလက်တန်းစားတို့၏စုဆောင်းငွေတန်ဖိုးများလည်းရောကြခဲ့ရသည် 1933ခုနှစ်တွင်ဂျာမန်ပြည်သူတို့ကအဒေါ်ဟစ်တလာအားအာဏာရှင်ဖြစ်ရွေးချယ်တင်မြောက်ကြပြီးငွေကြေးဖောင်းပွားမှုပြဿနာများပြည်လည်လာမိအရေးအတွက်မျှော်လင့်ချက်ထားခဲ့ကြသည်အလားတူခုနှစ်1933တွင်အမေရိကန်ကောင်းဆောင်ဖရန်ကလင်ရို့စပယ်ကအမေရိကန်ပြည်သူတို့၏ငွေကြေးပြဿနာအရေးရအားပြည်လည်အောင်ဖြေရှင်းပေးနိုင်ခဲ့သည်အကယ်၍အမေရိကန်သည်လည်းငွေဆက်ကူများစွာရိုက်နှိပ်ခဲ့ပါကအနာဂတ်ကာလထိမဆိုင်ဘဲချက်ချင်းလက်ငင်းငွေကြေးပြဿနာရင်ဆိုင်ရပါမည်သမရဤနီကွန်ကီလက်ထက်ငွေကြေးပြောင်းလဲမှုပုံစံကြောင့် တမရာဖုရှီယာရူလက်ခံရုံးထိုင်သည့်နေဝဝတခုနှစ်ဇန်နဝါရီလကတည်းကဒေါ်လာငွေတန်ဖိုး73ဒသမ200ခိုင်နှုန်းထိကျဆင်းသွားခဲ့သည်။တမရာနီကွန်၏ငွေကြေးပုံစံပြောင်းလဲသည့်အမေရိကန်ပြည်သူတို့ကိုတာမကအမေရိကန်ဆိုးရွားကိုပင်ကျွေးမိများစွာတင်ရှိစေခဲ့သည်။ ရင်းပြင်ငွေကြေးစုဆောင်သူများအားလက်မဲဖြစ်စေပြီးမိရှင်များအားပို့မို့ချမ်းသာသွားစေတတ်သည့်ရှေးကြသောအရင်းရှင်စနစ်၏ငွေကြေးဆိုင်ရာစည်းမျဉ်းမူဝါဒများအရငွေကြေးများစွာအားအောင်းအောင်းမြင်မြင်စုဆောင်းနိုင်ကြတော့လေခေတ်သစ်အရင်းရှင်စနစ်စည်းမျဉ်းမူဝါဒများအရငွေကြေးအားအရှင်ကစားနိုင်မှသာအမျက်စုံများများဖြင့်အောင်းမြင်နိုင်ကြမည်ဖြစ်သည်။အကယ်၍ငွေကြေးအားအရှင်သဘောလေပစည်းစင်းနိုင်မှုရဆိုင်သွားခဲ့ပါကငွေကြေးတန်ဖိုးတစ်ထက်တစရော့ကျသွားမည်ဖြစ်သည်။ ငွေကြေးတံပိုးများကို လေးလာပါကရွှေရည်နှငွေအိမ်ယာစတော်တို့ကဲ့သို့ခိုင်မာသောတံပိုးဖြစ်စေရန်ထိန်းနိုင်သည်များထိန်းပေးရမည်ဖြစ်သည်1990ခုနှစ်အတွင်းအမေရိကန်၌ငွေကြေးဖောင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီးငွေကြေးထိန်းချုပ်မှုစနစ်အားမပြောင်းလဲနိုင်သောကြောင့်ကျွေးမီတင်ခဲ့ရသည် လေကောင်းပြင်အဆိုပါ1990ခုနှစ်မှာပဲငွေကြေးစနစ်အပြောင်းလဲကြောင့်အင်ဂျင်မီဈေးနှုန်းများကောင်းခိုက်ပြီးဒေါ်လာငွေတန်ဖိုးလဲအန်အော့ဖွဲ့ကောင်းသောအခြေအနေထိကျဆင်းခဲ့ရသည့်တဖန်ယင်းဤမြို့နယ်သူများကလေကောင်းတို့၏ပိုင်ဆိုင်မှုငွေကြေးမှန်သမျှအားလုံးလုံခြုံစိတ်ချအောင်ထိန်းချုပ်လာကြခြင်းကြောင့်စတော့ဈေးကွက်မြင့်တက်သွားခဲ့သည့်ထိုကာလအတွင်းအိမ်ပိုင်ရှင်များအားလုံးအတွက်၎င်းတို့လက်ဝယ်ရှိငွေကြေးလုံခြုံစိတ်ချမှုဖြစ်စေသည့်အင်တန်ဖိုးများတစ်ဆက်တစ်ဆာမြင့်တက်လာစေခဲ့သည် ထို့ကဲ့သို့နေထိုင်စရာအိမ်တန်ဖိုးများမြင့်တက်လျက်လက္ခဏာနယ်ငယ်သာရရှိသောအလौဒမဆင်းရဲသားများအတွက်ခက်ခဲပင်ပန်းမှုများပို့မှုဖြစ်စေခဲ့သည်1994ခုနှစ်မတိုင်မီကာလများတွင်အမေရိကန်နိုင်ငံငွေကြေးဆိုင်ရာစည်းမျဉ်းဥပဒေအပြောင်းလဲများပေါ်ပေါက်ခဲ့သည်ထိုကာလအတွင်းအလौဒမများ၏အငိမ့်စားလာစာခံစား권အတွက်အထူးလေးပေးဆောင်ရွက်ခဲ့ကြသည် ထို့အတွက်အငိမ့်စားဝန်ထမ်းတဦးချင်းစီအားအသက်ရှင်နေသမျှကာလပတ်လုံးထိအကျိုးခံစားခွင့်ရှိရန်စီးမင်းဥပဒေတတ်မှတ်နိုင်ခဲ့သည်တို့တော်လည်း1994ခုနှစ်နောက်ပိုင်း၌အငိမ့်စားလစာခံစားခွင့်နှင့်ပတ်သက်၍ဥပဒေတည်တည့်ရပေါ်ပေါက်ခဲ့သည်ထို့ဥပဒေအရအသက်ရှင်နေသမျှကာလပတ်လုံးအတွက်အကျိုးခံစားခွင့်ပေးမိမဟုတ်ပဲမိမိအကျိုးခံစားခွင့်အလိုက်တစ်လုံးတက်ခဲ့တဲ့တခါတည်းပေးသွားမိစနစ်ပင်ဖြစ်သည်ယနေ့ခေတ်အမေရိကန်သတင်းစာများ၌ အမေရိကန်တို့အားချိန်ချောက်နေသောအစွန်းရောက်အကြမ်းဖက်များထက်အငင်းစားယူပြီးနောက်ပိုင်းငွေကြေးပြက်လက်မှုကပိုရေးကြောင်းမဖွဲကောင်းနေသည်ဟုရေးသားဖော်ပြတဲ့ကြောင်းလေးလာတွေ့ရှိရသည့်ယင်းမှာအမေရိကန်ပညာရေးစနစ်၌ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍တွင်ကျဲစွာတင်ကြားနိုင်မှုမရှိသေးကြောင်းဖော်ပြနေပါသည် အကယ်၍အမေရိကန်ကျောင်းများ၌ငွေကြေးဆိုင်ရာအသိပညာဗဟုသုတများအနည်းငယ်စီတင်ပြပေးနိုင်သည်ဆိုပါကကျောင်းသားများအနေဖြင့်ရင်းတို့ငွေကြေးသုံးဆွဲမှုတိုင်း၌စနစ်တကျတွက်ချက်လေးလာနိုင်ကြမည်ဖြစ်သည့်အမေရိကန်အစိုးရအတွက်ငွေကြေးလုံခြုံစိတ်ချမှုစနစ်နိုင်ငံတစ်ခုအစိုးရတစ်ခု၏ငွေကြေးလုံခြုံစိတ်ချမှုအတွက်တင်းတင်းကြပ်ညီသောမူဝါဒမထားရှိပါကအနာဂတ်ကာလငွေကြေးပြဿနာမျိုးမျိုးနှင့်ရင်ဆိုင်ရမည်သာဖြစ်သည် နှစ်ဝဝရှိခုနှစ်အတွင်း98တန်းအရေးအတွက်ရှိအလौဒမားများအငိမ့်စားယူခဲ့တော်လဲညင်းတို့ဘဝရှင်တန်ရက်တီရဲ့အတွက်လုံလောက်သောငွေကြေးမရရှိခဲ့ပါ ထိုကာလနှစ်များတွင်အမေရိကန်တောင်အင်ယူဖြည့်ရှင်းရမည်လူမှုဘဝလုံခြုံရေးအတွက်ကုန်ကြခံဖြည့်ရှင်းရမည်ငွေပေါင်းမှာဒေါ်လာ1တရီလီယံထိရှိခဲ့ပြီးကျန်းမာရေးစောင့်ရှောက်မှုနှင့်စေကူတမှုအတွက်ကုန်ကြငွေတန်ဖိုးမှာဒေါ်လာ64တရီလီယံထိရှိခဲ့သည့်အထက်ဖော်ပြပါကုန်ကြငွေပေါင်း84တရီလီယံသည်အမေရိကန်စိုးရကအငိမ့်စားဝန်ထမ်းများအတွက်ပေးဆောင်ရမည်ငွေကြေးပမာဏဖြစ်ပြီးထိုငွေပမာဏသည်ကမ္ဘာစတော့ရှယ်ယာဈေးကွက်များအလုံးမှရရှိသောငွေပေါင်းထက်ပိုများနေကြောင်းလေ့လာတွေ့ရှိရသည် ထို့ကဲ့သို့ကြီးမားသောငွေကြေးဆိုင်ရာပြဿနာများအားငွေကြေးဆိုင်ရာပညာဗဟုသုတရှိမှသာရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်သည့်အကယ်၍ဖော်ပြပါပြဿနာအားပြည်လဲစေလိုသောသဘောဖြင့်ငွေပမာဏများစွာအသုံးချလိုက်မည်ဆိုပါကငွေကြေးအဆမတန်ဖောင်းပွားမှုဖြစ်လာပြီးလက်ရှိပြဿနာထက်ပိုမိုဆိုးသွားမည်ဖြစ်သည်။ယင်းပြင်ငွေကြေးဖောင်းပွားမှုနှုန်းမြင့်တက်လာပါကဒေါ်လာငွေတန်ဖိုးတုံညအထူးရော့ကျသွားနိုင်မည်ဖြစ်သည်ပါကြောင့်ချမ်းသာပြီးရင်ချမ်းသာကြသည်လည်း ငွေကြေးစနစ်ပြောင်းလဲမှုမကြာခဏဖြစ်ပေါ်စေခြင်းဖြင့်လက်ရှိကာလအခြေအနေထက်ပိုမိုဆင်းရဲသွားတတ်သည်အကယ်၍ချမ်းသာလိုသူဖြစ်ပါကငွေကြေးပြောင်းလဲမှုစနစ်၏အားနည်းချက်များအားလေးလာပြီးယင်းအားနည်းချက်များအားအကျိုးရှိရှိပြန်လည်အသုံးချနိုင်ခြင်းဖြင့်သူတကာထက်တပန်းသာသောအခွင့်အရေးတစ်ခုကိုရရှိလာပါမည်။ချမ်းသာသူတို့အဖို့တို့ချမ်းသာရန်အခွင့်ကောင်းဆောင်နေသူများဖို့ငွေကြေးပြဿနာဖြစ်လေယင်းတို့အတွက်ကြီးပွားရာကြီးပွားကြောင်းပညာများရရှိလေငွေကြေးပြဿနာအပေါ်ပညာရယူနိုင်လေဖြစ်ပါမည်။ ထို့ကြောင့်ချမ်းသာပြီးရင်ချမ်းသာကြသည့်အခြေအနေကိုအထက်ပါအတိုင်းဆောင်ရွက်နိုင်မှသာရရှိမည်ဖြစ်သည်။စင်းရဲသူများကငွေကြေးပြဿနာကိုဘလို့ကိုင်းတွဲပါတလဲငွေကြေးစနစ်တစ်ခုအပြောင်းလဲလုပ်တိုင်းအမြင့်တစေခံရသည့်ဘက်တွင်သာရှိနေသည်ဟုစင်းရဲသူများကယူဆကြသည်။စင်းရဲသူတို့အတွေ့အခေါ်အရငွေကြေးများစွာပိုင်ဆိုင်ခဲ့ပါကငွေကြေးဆိုင်ရာပြဿနာများလည်းပြေလည်သွားမည်ဟုယုံကြည်ထားကြသည်။အမှန်စင်စစ်စင်းရဲသူများကိုယ်တိုင်ကငွေကြေးပြဿနာများအားဖန်တီးမိမှန်မသိဖန်တီးမိခြင်းကြောင့်ဖြစ်သည်။ စင်ရဲသူများစုကငွေကြေးဆိုင်ရာပညာဗဟုသုတများသောအဖြစ်နေပါတတ်ကြသည်လူလက်တန်းစားများကငွေကြေးပြဿနာအားဘလို့ကင်တွေပါတယ်လဲစင်ရဲသားများကငွေကြေးပြဿနာဤတားကောင်ဖြစ်နေချိန်တွင်လူလက်တန်းစားများကငွေကြေးဤအကျဉ်းသားများဖြစ်နေမည်ဖြစ်သည်စင်ရဲသူများကငွေကြေးပြဿနာအားငွေလုံးငွေရင်းများစွာဖြင့်ဖြည့်ရှင်းတတ်သလိုအလဲလက်လူတန်းစားများကလည်းကွဲပြားသောနည်းလမ်းများဖြင့်ငွေကြေးပြဿနာအားဖြည့်ရှင်းတတ်ကြသည်အလဲအလက်လူတန်းစားများအနေဖြင့်ကျောင်းပညာရေးနှင့်အလုပ်ကင်တို့၌ငွေကြေးအားစနစ်တကျအကျိုးရှိရှိသုံးစွဲတတ်ကြသည် လူလက်တန်းစားများအသက်၅ဝအရွယ်ရောက်ချိန်၌ဂင်းတို့စုဆောင်ထားသောငွေကြေးများအားမသုံးဆွဲရဘဲအသေးထားရှိခြင်းကြောင့်ငွေကြေးအကျဉ်းသားများဖြစ်မှန်မသိဖြစ်ခဲ့ရသည်။ချမ်းသာကြွယ်ဝသူများကငွေကြေးပြဿနာအားဘလို့ကင်တွေ့ပါသလဲ။ချမ်းသာကြွယ်ဝသူများနေဖြင့်ငွေကြေးဆိုင်ရာအသိဉာဏ်ပညာအားစနစ်တကျသိရှိထားခြင်းကြောင့်ချမ်းသာရဲ့နည်းလမ်းများအလွယ်တကူရှာတွေ့နိုင်ကြသည်။ချမ်းသာရဲ့နည်းလမ်းတို့ငွေကြေးဆိုင်ရာအသိဉာဏ်ပညာမှာအခြေခံအဖြစ်၅မျိုးရှိသည်။ဤစာအုပ်တွင်ငွေကြေးဆိုင်ရာအသိပညာ၅မျိုးအားအဓိကဖော်ပြပေးထားသည်။ အထက်ပါအသိဉာဏ်ပညာ၅မျိုးအချင်းညက်စွာနားလည်ထားပါကမိသည့်ငွေကြေးပြဿနာမျိုးကိုမဆိုလွယ်ကူချုံးမွေ့စွာရင်ဆိုင်ဖြေရှင်းသွားနိုင်ပြီဖြစ်သည်။သူတပါးဤငွေကြေးပြဿနာဖြေရှင်းရခြင်းမိမိကိုယ်တိုင်ချမ်းသာသူများမဟုတ်တော့လဲသူတပါးချမ်းသာသူအတွက်ငွေကြေးပြဿနာဖြေရှင်းပေးရတတ်သည်တနည်းအားဖြင့်ချမ်းသာသောသူများအတွက်လူများကအလုံးလုံးပေးနေရခြင်းသဘောကိုညွန့်သည် ဥပမာအားဖြင့်စရင်ကိုင်းဖြစ်သူကချမ်းသာသူတဦးဤငွေကြေးကိစ္စများအားဖြည့်ရှင်းပေးရန်အလုပ်လုပ်နေရသည်ကိုဆိုလိုသည်အလားတူအယောင်စေးသည့်ဖြစ်သူသည်တထေးဖြစ်သူဤထုတ်ကုန်များအားရောင်းချပေးရသလိုမန်နေဂျာဖြစ်သူကလည်းတထေးဤစီးပွားရေးလုပ်ငန်းအတွက်စီမံခန့်ခွဲပေးနေရမည်ဖြစ်သည် လေကောင်းအပြင်ငွေကြေးဖောင်းပွားမှုနှုန်းမြင့်တက်လာပါကဒေါ်လာငွေတန်ဖိုး၃ညအထိရော့ကျသွားနိုင်ပြီဖြစ်ဒီပါကြောင့်ချမ်းသာပြီးရင်ချမ်းသာကြတယ်လေငွေကြေးစနစ်ပြောင်းလဲမှုမကြာခဏဖြစ်ပေါ်စေခြင်းဖြင့်လက်ရှိကာလအခြေအနေထက်ပုံမဆင်းရဲသွားတတ်သည်အကယ်၍ချမ်းသာလိုသူဖြစ်ပါကငွေကြေးပြောင်းလဲမှုစနစ်ဤအားနည်းချက်များအားလေးလာပြီးရင်းအားနည်းချက်များအားအကျိုးရှိရှိပြန်လဲအသုံးချနိုင်ခြင်းဖြင့်သူတကာထက်တပန်းသာသောအခွင့်အရေးတစ်ခုကိုရရှိလာပါမည် ချမ်းသာသူတို့အဖို့တို့ချမ်းသာရန်အခွင့်ကောင်းဆောင်နေသူများဖို့ငွေကြေးပြဿနာဖြစ်လေရင်းတို့အတွက် ကြီးပွားရာကြီးပွားကြောင်းပညာများရရှိလေငွေကြေးပြဿနာအပေါ်ပညာရယူနိုင်လေဖြစ်ပါမည်ထို့ကြောင့်ချမ်းသာပြီးရင်ချမ်းသာကြသည့်အခြေအနေကိုအထက်ပါအတိုင်းဆောင်ရွက်နိုင်မှသာရရှိမည်ဖြစ်သည်စင်းရဲသူများကငွေကြေးပြဿနာကိုဘလို့ကင်တွဲပါတလဲငွေကြေးစနစ်တစ်ခုအပြောင်းလဲလုပ်တိုင်းအမြဲတစေခံရသည့်ဘက်တွင်သာရှိနေသည်ဟုစင်းရဲသူများကယူဆကြသည် စင်းရဲသူတို့အတွေးခေါ်အရာငွေကြီးများစွာပိုင်ဆိုင်ခဲ့ပါကငွေကြီးဆိုင်ရာပြဿနာများလည်းပြေလည်သွားမည်ဟုယုံကြည်ထားကြသည်အမှန်စင်စစ်စင်းရဲသူများကိုယ်တိုင်ကငွေကြီးပြဿနာများအားဖန်တီးမိမှန်မသိဖန်တီးမိခြင်းကြောင့်ဖြစ်သည်စင်းရဲသူများစုကငွေကြီးဆိုင်ရာပညာဗဟုသုတများသောအဖြစ်နေပါတတ်ကြသည်လူလက်တန်းစားများကငွေကြီးပြဿနာအားဘလို့ကင်တွေပါသလဲစင်းရဲသားများကငွေကြီးပြဿနာဤတားကောင်ဖြစ်နေချိန်တွင်လူလက်တန်းစားများကငွေကြီးအကျဉ်းသားများဖြစ်နေမည်ဖြစ်သည် စင်းရဲသူများကငွေကြီးပြဿနာအားငွေလုံးငွေရင်းများစွာဖြင့်ဖြည့်ရှင်းတတ်သလိုအလဲအလက်လူဒန်းစားများကလည်းကွဲပြားသောနည်းလမ်းများဖြင့်ငွေကြီးပြဿနာအားဖြည့်ရှင်းတတ်ကြသည်အလဲအလက်လူဒန်းစားများအနေဖြင့်ကျောင်းပညာရေးနှင့်အလုပ်ကိုင်တို့၌ငွေကြီးအားစနစ်တကျအကျိုးရှိရှိသုံးစွဲတတ်ကြသည်လူလက်တန်းစားများအသက်၅ဝအရွယ်ရောက်ချိန်၌ဂင်းတို့စုဆောင်ထားသောငွေကြီးများအားမသုံးစွဲရဘဲအသေးထားရှိခြင်းကြောင့်ငွေကြီးအကျဉ်းသားများဖြစ်မှန်မသိဖြစ်ခဲ့ရသည် ချမ်းသာကြွယ်ဝသူများကငွေကြေးပြဿနာအားဘလို့ကိုင်းတွဲပါသလဲချမ်းသာကြွယ်ဝသူများအနေဖြင့်ငွေကြေးဆိုင်ရာအသိဉာဏ်ပညာအားစနစ်တကျသိရှိထားခြင်းကြောင့်ချမ်းသာရဲ့နည်းလမ်းများအလွယ်တကူရှာတွေ့နိုင်ကြသည်ချမ်းသာရဲ့နည်းလမ်းတို့ငွေကြေးဆိုင်ရာ အသိဉာဏ်ပညာမှာအခြေခံအားဖြင့်၅မျိုးရှိသည်ဤစာအုပ်တွင်ငွေကြေးဆိုင်ရာအသိပညာ၅မျိုးအားအဓိကဖော်ပြပေးထားသည်အထက်ပါအသိဉာဏ်ပညာ၅မျိုးအားကျညက်စွာနားလည်ထားပါကမိသည့်ငွေကြေးပြဿနာမျိုးကိုမဆိုလွယ်ကူချိုးမွေ့စွာရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဖြစ်သည် သူတပါးဤငွေကြေးပြဿနာဖြေရှင်းရခြင်းမိမိကိုယ်တိုင်ချမ်းသာသူများမဟုတ်တော့လဲသူတပါးချမ်းသာသူအတွက်ငွေကြေးပြဿနာဖြေရှင်းပေးရတတ်သည်တနည်းအားဖြင့်ချမ်းသာသောသူများအတွက်လူများကအလုံးလုံးပေးနေရခြင်းသဘောကိုယည်ညွန်းသည်ဥပမာအားဖြင့်စည်ရင်ကိုင်းဖြစ်သူကချမ်းသာသူတဦးဤငွေကြေးကိစ္စများအားဖြေရှင်းပေးရန်အလုံးလုံးနေရသည်ကိုဆိုလိုသည်အလားတူအယောင်စေးသည့်ဖြစ်သူသည်တထည့်ဖြစ်သူဤထုတ်ကုန်များအားရောင်းချပေးရသလိုမန်နေဂျာဖြစ်သူကလည်းတထည့်ဤစီးပွားရေးလုပ်ငန်းအတွက်စီမံခန့်ခွဲပေးနေရမည်ဖြစ်သည် တပန်တထေးဤအတွင်ရင်မှုဖြစ်သူသည်တထေးဤကိုရေးကိုယ်တာအပါဝင်စီးပွားရေးရာကိစ္စများအားလိုအပ်သလိုရှုတ်ဝက်ထိန်သိမ်းဖုံးဖြေကြရခြင်းဖုံးခေါ်ရေးဆက်သွယ်ရခြင်းတထေးဖြစ်သူဤဖောက်တီများနှင့်ယင်းဤဖော်ရေးစွာဆက်ဆံပြောဆိုရခြင်းဟူသည့်အလုပ်များကိုဆောင်ရွက်ပေးရသည်ထို့အတူတထေးပိုင်ဆိုင်သောယုံအဆောက်အုံနှင့်ဆက်ပစ္စည်းများအားထိန်သိမ်းစောင့်ရှောက်ရန်အတွက်တိကျခန့်ထားသောဝန်ထမ်းများကဆောင်ရွက်ပေးရသည် တဖန်တထေးကြီးပြိုင်ဘက်များနှင့်ဥပဒေကြောင့်အရာရင်ဆိုင်နိုင်ရန်တထေးအတွက်တီးခြားရှိနေတူထားရှိပေးရမည်ဖြစ်သည်တထေးအတွက်ငွေကြေးဆိုင်ရာနှင့်ပြည်ထနာအမျိုးမျိုးအားဖြည့်ရှင်းပေးရန်လောက်ကင်နေကြသူများစုမှစင်းရဲသားလူဒန်းစားနှင့်အလယ်လက်လူဒန်းစားများပင်ဖြစ်သည်စင်းရဲသောဖခင်၏ငွေကြေးပြည်ထနာဖြည့်ရှင်းမှုကျွန်တော်ဖခင်ဟာငွေကြေးပြည်ထနာတွေဖြည့်ရှင်းဖို့အတွက်ပညာတတ်ဖြစ်အောင်ကြိုးစားခဲ့ပါတယ်ကျွန်တော်အဖေကเจ้าနေစင်ကာလာတလျှောက်လုံးပညာကောင်းကောင်းတက်အောင်သင်ယူခဲ့လို့ဘွဲဒီဂရီတွေများစွာရရုံမှာက PhD ဘွဲကိုပါရယူနိုင်ခဲ့သူဖြစ်ပါတယ် အဖေဟာပညာတက်တယောက်အားကိုးလေးရှိတဲ့ဘွဲ့ဒီဂရီတွေကိုကိုင်ပြီးသူနဲ့ထိုက်တန်တဲ့အဆင့်တန်းမြင့်ပြီးဝင်ငွေကောင်းတဲ့အလုပ်ကိုရဖို့စူးစမ်းခဲ့တဲ့အဖေဟာပညာတက်ပြီးအလုပ်စူးစမ်းခဲ့ပေမဲ့အလုပ်အကင်ကောင်းကောင်းဝင်ငွေကောင်းကောင်းမရရှာခဲ့ပါဘူးဒီတော့သူရဲ့ငွေကြေးပြဿနာတွေကိုလည်းဖြေရှင်းမရနိုင်ဖြစ်ခဲ့ရတဲ့ဘာပဲဖြစ်ဖြစ်အဖေဟာပညာတက်တယောက်ဖြစ်တာကြောင့်ငွေကြေးပြဿနာတွေကိုလည်းသူ့ပညာနဲ့ပဲဖြေရှင်းဖို့ရိုးရိုးချင်းမြင့်မြင့်ကြံခဲ့သူတဦးဖြစ်ပါတယ်ချမ်းသာသောဖခင်ငွေကြေးပြဿနာဖြေရှင်းမုံ ကျွန်တော်ဖခင်ဟာချမ်းသာကြွယ်ဝသူတဦးပြီးပြီးကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုအစပြုပြီးယင်းနှမြုံနယ်မှုလုပ်ငန်းများကိုပါလုပ်ကင်သူဖြစ်ပါတယ်။တချို့သူတွေကတော့အဖေကချမ်းသာပြီးရင်ထက်ချမ်းသာခြင်းလို့စီးပွားရေးလုပ်ငန်းတွေတိုးချက်လုပ်ကင်တယ်လို့မြင်ကြပါတယ်။တကယ်တော့အဖေဟာချမ်းသာရုံတစ်ခုတည်းအတွက်စီးပွားရေးလုပ်နေတာမဟုတ်ပါဘူး။ငွေကြီးပြဿနာတွေရဲ့စိန်ခေါ်မှုကိုသဘောကျနေတဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်အဖေဟာအထက်ပါစိန်ခေါ်မှုတွေကိုအမြဲဆောင်နေခဲ့ပါတယ်။ အဖေဟာအသက်ကြီးလာလေလေငွေကြေးဆိုင်ရာဂိမ်းမျိုးမျိုးကိုကစားနိုင်လို့ပို့ပြီးစိတ်ပါလေဖြစ်ခဲ့ပါတယ်။အဖေပြောနေကြစကားတခွန်းရှိပါတယ်အဲ့ဒါကတော့ငွေရှာယုံတသက်ကကျုပ်ရဲ့ဂိမ်းမဟုတ်လို့တိတ်အာယုံမထားပါဘူးယင်းနီးမျိုးနံမှုလုပ်ငန်းတွေကသာနီးမျိုးမျိုးနဲ့ပြဿနာကကင်းလွတ်အောင်ဖြေရှင်းကျင်နေပါတယ်။ဟူ၍ဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ဂိမ်းမှာဘသူပါဝင်ကစားသင့်တယ်လဲ။ချမ်းသာသူဖြစ်စေဆင်းရဲသူဖြစ်စေငွေကြေးနဲ့ပတ်သက်တော့ဂိမ်းများ၌ပါဝင်သင့်သည် တချို့သောသူများကအလौကျိုးစားသလိုငွေကြေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများအားလိုက်နာဆောင်ရွက်ခြင်းကြောင့်သူတကာထက်အကျိုးမြတ်တပန်းတာခြင်းကိုရရှိကြသည်။တချို့ကမူငွေကြေးဆိုင်ရာအသိဉာဏ်ပညာရရှိစေခြင်းထက်မိမိဘက်မှငွေကြေးမြတ်စွန်းအသာစီရရေးကိုသာဦးစားပေးတတ်ကြခြင်းကြောင့်နောက်ဆုံး၌ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ရတတ်သည်။ငွေကြေးနှင့်ပတ်သက်သောဂိမ်းများ၌ပါဝင်တော်မီဆိုပါကအောက်ပါမေခွန်းများအားမှန်ကန်စွာဖြေဆိုနိုင်ရန်ပထမဦးစွာလေ့ကျင့်ထားရမည်ဖြစ်သည်။ငွေကြေးဆိုင်ရာဂိမ်း၌တင်သည့်ကျောင်းသားပညာသင်အဖြစ်ပါဝင်နေမည်လား ငွေကြေးနှင့်ပတ်သက်သောဂိမ်းအောင်မြင်ရေးအတွက်ရည်ရွယ်ချက်ဖြင့်အနစ်နာခံပါသလားငွေကြေးဆိုင်ရာဂိမ်းအားလေးလာတင်ယူခြင်းနှင့်ပတ်သက်၍စိတ်ခံစားမှုပြင်းထန်ပါသလားတင်ပတ်မှအကောင်းဆုံးလုပ်နိုင်ဖို့ဆန္ဒရှိပါသလားတင့်နေဖြင့်ချမ်းသာပြီးရင်ချမ်းသာခြင်းနဲ့ဆန္ဒရှိပါသလားအမေရိကန်ပြည်ထောင်စု၏1990ခုနှစ်နဲ့1994ခုနှစ်တို့အတွင်းငွေကြေးပုံစံပြောင်းလဲကြောင်းကြီးမားသောငွေကြေးဆိုင်ရာပြဿနာများပေါ်ပေါက်လာခဲ့ရသည် အမေရိကန်ပြည်ထောင်စုမှစတင်ခဲ့သောငွေကြေးဆိုင်ရာပြဿနာများသည့်ဖြည့်ရှင်းရန်အားနည်းချက်များရှိနေခြင်းကြောင့်ကမ္ဘာအနှံ့ပြားအလားတူပြဿနာပေါ်ပေါက်ခဲ့ရသည်။အထူးသဖြင့်ဆင်းရဲသားလူဒန်းစားနှင့်အလဲလက်လူဒန်းစားတို့အကြားငွေကြေးလုံလောက်မှုမရှိသည့်ပြဿနာကြီးထွားခဲ့ရသည်။ထို့ကြောင့်ဆင်းရဲချမ်းသာမရွေးငွေကြေးဆိုင်ရာအသိဉာဏ်ပညာများအရန်တင်းရှိထားရန်လိုအပ်ပါသည်။